ရဲ့ကွင်းဖြစ်နေတဲ့သူ့ကိုတော့ခရူးဆက်မနေတဲ့ចောင်းသားရန်ရန်ကိုမျက်မှောင်ကျိုးနေခဲ့ပါတယ်။ចောင်းသားရန်ရန်ကတော့နှစ်ဖြာသားရဲ့စာလေးကိုနိုးထဖို့ပဲတစ်ထက်ချရေရွတ်နေပြီးအခြားចောင်းသားတွေကတော့ရန်ရန်တဲ့ theory စာမပွဲတွေမှာတော်ရန်နှစ်ဖြာသားရဲ့စာလေးနိုးထဖို့ကကျိုးရင်းကနှစ်ဖြာဆင်ကောင်းငင်ကိုမူရစာမနေနဲ့သားရဲ့စာလေးကိုဆင်းကော်နိုင်ခဲ့တာဖြစ်ပြီးမူရစာမနေနဲ့သားရဲ့စာလေးကိုနှစ်ပေါင်းနဲ့အနှလုံးရှိတဲ့ကျိုးရင်းကိုဆရာတွေကပါချီးကျူးနေခဲ့ကြပြီးကျိုးရင်းကတော့ရင်လေးလေးနဲ့ပဲကျေးဇူးတင်နေခဲ့ပါတယ်။နောက်ဆက်တစ်ယောက်ကတော့ရန်ရန်လက်ဖြစ်ပြီး အားလုံးမထင်မထားစွာပဲမုံမီးတိုင်တွေအားလုံးကအားလုံးကစိတ်ဝင်စားနေကြပါတယ်ဒါမှမဟုတ်ကောင်းကင်မှာပုံမှန်ဆိုရင်စင်းပေါ်စားလိုက်တဲ့ကတားရဲပုံစံကပေါ်လာမှာဖြစ်ပြီးအခုကတော့ကျန်းစာလိုက်ကြီးပဲပေါ်ဘာညာနဲ့ဝိုင်းကဲရနေကြတဲ့အခြေအနေပဲဖြစ်ပါတယ်စားလိုက်ကိုစင်းပေါ်နိုင်စွာမရှိဘူးထင်တယ်နှစ်သိပ်ပင်းနေခဲ့ပြီးရန်ရန်ကတော့ဝေဖန်တန်းတွေကိုကြောခိုင်းရင်အရင်ပြန်သွားမယ်လို့ပဲပြောလိုက်ပါတယ်ကဘာပေါ်မှာလာရင်ကဲရခန်တိုင်းပြည်တစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ရရန်နိုးထနိုင်တဲ့တောင်းပင်လဲကျန်းဆိုတာတာလုံနာဖျားဆင်းဖြစ်ပြီး ကျမ်းတမ်းမှာပါတဲ့ဆင်းခေါ်သားရဲတွေကိုဆင်းခေါ်နိုင်မယ့်အပြင်ဆင်းခေါ်သူရဲ့စွမ်းရည်ပါရမီကုက္ကနိုင်စွမ်းတွေပါပေါ်ပြနိုင်တဲ့ကျမ်းစာလေးတစ်ခုပဲဖြစ်ပါတယ်။ကျမ်းပါတယ်ဆိုတဲ့နဖျားဆင်မှာတော့သားရဲတကောင်ပဲဆင်းခေါ်နိုင်မှာဖြစ်ပြီးရန်ရန်ကတော့ကျမ်းတမ်းမှာပါဝင်တဲ့တောင်ပင်လယ်ကသားရဲမှသမျှကိုဆင်းခေါ်နိုင်မှာပဲဖြစ်ပါတယ်။အောင်ကျော်ပြင်အတော်လေးတာမာတဲ့တာရဲတကောင်ဖြစ်ပြီးတစ်ဖက်မှာလည်းတိုင်းမြေကကြမှာနှမ်းဆောင်ပါအက်စတောနိုတာရဲဆင်ခုံမှုပုံစံပေါ်လာတာကြောင့်လွတ်လွတ်ခတ်ခတ်တွေဖြစ်ကုန်ကြပါတယ်။နှစ်ပေါင်းများစွာတည်းအခုမှပေါ်လာတာဖြစ်ပြီးတိုင်းမြေကကြမှာတိုးတက်သွားတဲ့ပြင် ထူးခြားလုံးတာကြောင့်တိုင်းပြည်အကြီးကြီးတွေလည်းစင်းကောက်သူကိုအသေးစားရှာဖွေဖို့ပြောလိုက်ပါတယ်အများမြင်ကားတွေအားလုံးပါလေရတစ်စီပဲရှိနေကြတာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့တားရဲစလေးကအစင်းမြက်လေ။စုံစားမှုလောကငယ်ထဲမှာပုံပုံမြန်မြန်တက်ခတ်ရင်လေဝယ်တင်ရတာလဲလွယ်ကူမှာဖြစ်ပြီး။ရန်ရန်ကတော့ကျုံးရံအပါပဲ။ဝေဖန်နေတဲ့သူတွေကိုကြောခိုင်းပြီးတကူတဲ့စုံစားမှုလောကငယ်ထဲဝင်လာခဲ့ပါတယ်။မူရဂျာမနီနဲ့ပိုင်ရှင်ကျုံးရံကတော့တားရဲတွေကိုလွယ်လွယ်နဲ့ပဲဖြည့်ရှင်းနေနိုင်ပြီးတစ်ဖက်မှာလည်းရန်ရန်တဲ့အလင်းတကားကြောင့်ပါတယ်။စင်းကောစလေးရဲ့စွမ်းအားနဲ့တားရဲတွေကိုတတ်လိုက်တိုင်း တားရဲတခင်ရဲ့စွာကတိုးလာတာဖြစ်တယ်လို့တောင်ပင်လက်ချမ်းမာကအစင်းမြတားရဲသုံးပေါင်ကိုဆင်းကုန်နိုင်တာပဲဖြစ်သွားတယ်။ဒါမှတကောင်ကိုဆင်းကုန်ပြီးနောက်တကောင်ကိုဆင်းကုန်နိုင်ဖို့ဝင်းရဲစွာတရားပြန်ပြစ်အောင်ဆောင်းရမှာဖြစ်တာကြောင့်ရန်ရန်လဲအလင်းတကားတွေပဲအရင်ဆုံးလုံးဖြစ်အောင်တက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စွန်စားမှုလောကငယ်တွေကတားရဲတွေမှာလဲ level တွေရှိကြပြီး level မြင့်လေတားရဲခက်လေဖြစ်ကအနိုင်ရရင်လည်းပြန်ရတဲ့စွာကမြင့်လေပဲဖြစ်သွားတယ်။ခွေးရဲမြင့်ကိုတတ်လိုက်တဲ့ရန်ရန်ကတော့ဝင်းရဲကြောက်တုံးကြောင့်ဝင်းရဲစွာပြန်ပြစ်သွားခဲ့ပြီ။ နောက်ထပ် Estonlon စစ်တောင်ပင်လယ်ကျန်းစန်းတဲ့သားရဲ့ငကားလိုက်ကိုဆင်းကုန်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အလင်းငကားလောက်စွမ်းရည်မမြင့်ပင်မဲ့ငကားလိုက်မှလည်း Estonlon စစ်နဲ့အညီတက်ဆိုင်ရဲ့စွမ်းရည်တွေကအပြေအဝရှိနေပြီးတစ်ဖက်မှာလည်းတိုင်းပြည်ကံကြမ္မာအဆောင်မှာနောက်ထပ် Estonlon စစ်သားရဲ့တော်ထပ်ပေါ်လာပြန်တာကြောင့်တိုင်းပြည်လူကြီးတွေလည်းအာဝန်နေကြတာပဲဖြစ်ပါတယ်။စွန်းစားမှုလောကငယ်လို့ခေါ်တဲ့အပြင်ဘက်မှာတော့ဝင်သားတဲ့ရဲရဲကိုဗလိမ့်နေကြပြီးတိုးရင်ဖခင်လည်းရောက်လာတာကြောင့် border တဲ့ကဘလူရင်ဆုံးထွက်လာမလဲဆိုတာအားလုံးကစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။အားလုံးကတိုးရင်ကိုမျောလင်းနေကြပါမယ်။အရင်ဆုံးထွက်လာတဲ့သူကရန်ရန်ဖြစ်နေတာကြောင့် ဆုံးအကုန်ကြပြီရန်ရန်ကတော့သူတိုက်ခိုက်နေရင်ဆက်စံကအတင်းပြထုတ်လိုက်တာလို့ပဲပြောလိုက်ပါတယ်တကယ်ကရန်ရန်တယောက်အစင်းတစက်လူရန်ကိုနှင်းနှင်းခဲ့တာဖြစ်လို့စစ်တန်ကအပြင်ပြန်ထုတ်လိုက်တာဖြစ်ပြီးတခဏပြင်းမာတဲ့ရန်ရန်ရဲ့အဆင့်က level 5ကြီးတိုးသွားပြီပဲဖြစ်ပါတယ်။တခဏအတွက် level 5ကြီးတိုးသွားတဲ့ရန်ရန်ကိုအားလုံးကအံ့ဩနေကြပြီးရန်ရန်ရဲ့ဆင့်ကိုတားရဲကိုလည်းတရှိနေကြတာကြောင့်ဆရာဖြစ်သူကပဲကြောင်းဝင်ခင်မရခင်တိဆင့်ကိုတားရဲကိုဘယ်သူမှမပြောပြဘဲတတိပေးလိုက်ပါတယ်။နိုးနဲ့ရိုးနဲ့ပါရင်ရှိပါတယ်ဆိုတဲ့သူတွေကတော့ပေါ်လာမပိတ်ခင်နှမနေ့လောက်လုံးမှထွက်လာနိုင်ခဲ့တာဖြစ်ပြီး ရန်ရန်ကတော့တနားရီတော့ sorry ထွက်လာနိုင်တဲ့ပြင်တရထဲနဲ့ level 5ကြီးတိုးသွားတာပဲဖြစ်ပါတယ်မနေ့ပိုင်းဆိုပေမဲ့စွန်းစားမှုလောကငယ်ထဲမှာရှိနေတဲ့တားရဲတွေကတာမန်လူဖို့ဆိုရင်အခုဝင်အခုတည်သောနိုင်တဲ့ကောင်တွေကြီးဖြစ်နေတာကြောင့်ရန်ရန်ရဲ့လုံနိုင်ဆောင်ကလုံက overpower ဖြစ်နေတာပဲဖြစ်ပါတယ်ဒုတိယတယောက်အနေနဲ့ကျိုးရင်က level 4နဲ့ထွက်လာခဲ့ပြီးစားထွက်လာကြတဲ့အချင်းမရဘူးဆိုတဲ့ရန်ရန်ကိုလိုက်ရှာနေတာကြောင့် level 5နဲ့ border တွေကတနားရီ sorry ထွက်သွားပြီဖြစ်ကြဖခင်ဖြစ်သူကပြောပြပေးလိုက်ပါတယ် ခေါဆွဲချောင်းနာမည်နဲ့ကိုရိုချောင်းရန်ရန်ကတော့ overpower ဖြစ်နေတဲ့ပြင် level တက်မြန်လုံးနေတာကြောင့် sorry why နေပဲမှာရန်ရန်ကတော့ level တက်ဖို့ကိုပဲအာယုံဆိုင်နေပြီတစ်ဖက်မှာလည်းကျိုးရင်ကြောင့်ကြည့်မြဘူးကြည့်မြဘူးနဲ့ရန်ရန်ကိုပဲတစ်ချိန်လုံးလိုက်ကြည့်နေတာပဲဖြစ်သွားတယ်